ထိုင်းနိုင်ငံမဲဆောက်မြို့မှာမြန်မာရွှေပြောင်းအလို့သမားတဦးဇနီးဟောင်းစီကပတ်စံတောင်းတာမရလို့ဓာတ်နဲ့ထိုးတက်ပြီးထွက်ပြေးသွားတဲ့အတွက်ထိုင်းရဲတွေကလိုက်လိုက်စုံစမ်းနေပါတယ်ဒေါခင်မင်းစော်ကသတင်းပေးပို့ထားပါတယ်ခင်ဗျာထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့တောင်ပဲ့မဲကွေကျေးရရက်ကိတ်၆မှာနေထိုင်တဲ့မြန်မာရွှေပြောင်းအလို့သမားမဲချွေတဲကို꽈ချင်းထားတာတစ်နှစ်ကျော်ပြီဖြစ်တဲ့သူ့ရဲ့ယောက်ျားဟောင်းကမီလာ၃ရက်နေ့မနေ့၈နာရီခွဲလောက်မှာဓာတ်နဲ့ထိုးတက်ခဲ့တာပါမဲချွေတဲဟာအင်ကူလုံနေသူဖြစ်ပြီး တဖားထေကျုံစစ်ရုံနာအာချလမ်းမဘေးမှာဘေးဘဲဝမ်းပိုက်အောက်ပိုင်းနေရာ ထိုးတင်းတံရတစ်ချက်နဲ့တည်ဆုံနေတာပါဒီမချိုသေးရှိမှာပတ်စံ1200လာတောင်းတယ်စပိန်တစီနဲ့အဲ့ဒီဥစားမချိုသေးကပတ်စံ600ပဲပေးတယ်လို့ပြောတယ် အဲပတ်စံ600ပဲပေးတာကိုဒီယောက်ျားကအဲ့ဒါကိုမကျေနပ်ဘူးမကျေနပ်လို့6ခေါ်ပြီးတော့အရှာလမ်းမကြီးပေါ်ကို6ခေါ်သွားတယ်6ခေါ်သွားပြီးတော့လမ်းပေးအရောက်မှာဓာတ်နဲ့တစ်ချက်တည်းပဲထိုးပြီးတော့လက်ဘင်းကိုဖက်ပြီးတော့မြင်တဲ့မျက်မြင်သက်သေရတော့လက်ဘင်းကိုဖက်ပြီးထိုးတယ်လို့ပြောတယ်တစ်ချက်တည်းပဲထိုးပြီးတော့လမ်းပေးမှာတွန်းချလိုက်တယ်တွန်းချပြီးတော့အရေဥစ္စာကျွန်တော်ရောက်သွားလိုက်တော့အသက်ဆုံးသွားပြီအဲ့ဒါလိုပုံစံမျိုးတွေ့ရတယ် အလောင်းကိုတော့မဲဆောက်သေယုံကြီးမှာတင်မှုတည်ခင်းစစ်ဆေးဖို့အတွက်ပို့ဆောင်ထားပြီးထွက်ပြေးတိမ်းချောက်သူမောင်ကျော်ခေါ်တော်လင်းကိုတော့မဲဆောက်မြို့နယ်ရဲစခန်းကနေလူတက်မှုနဲ့အမှုဖွင့်ထားတဲ့အပြင်နှစ်နိုင်ငံမှုကင်းကြာစင်းနိုင်နေရေးရဲတပ်ဖွဲ့နဲ့တခြားအဖွဲ့အစည်းတွေကိုလည်းတရားခိုင်တပ်ပုံပေးပို့ပြီးအကြောင်းကြားထားပါတယ်။သူကပထွေပဲ။ဆရာဘာမတော်ဘူးကတေဆုံးသူမဲချွတ်တဲ့မှာပထမရောက်ကြတဲ့ရရှိခဲ့တဲ့အသက်၁၈နှစ်အရွယ်သားတယောက် အသက်၈နှစ်ရွယ်သမီးတစ်ယောက်နဲ့အသက်၅နှစ်ရွယ်သားတစ်ယောက်တို့ကြည်ရစ်ခဲ့ပါတယ်။ကျမထင်မင်းဆိုပါရှင်။